ဆလောက်ကိုင်းနဲ့စောက်ကဲစင်တုန်းကငွေသွင်းငွေထုတ် လုပ်ခဲ့တဲ့ဘဏ်အောက်တွေကအခုချိန်မှာလုံခြုံမလားဆိုတာခင်ဗျာသိကျင်နေတယ်မဟုတ်လားပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့ပြလို့လေးမှာတော့ဆောက်ပြောခဲ့လို့ကျွန်တော်ဆလောက်ကိုင်းနဲ့စောက်ခင်ခဲ့အခါတုန်းကပေါ့နော်အဲကျွန်တော်တို့ငွေသွင်းငွေထုတ် လုပ်ခဲ့တဲ့ဘဏ်အောက်တွေလုံခြုံလားမလုံခြုံလားနဲ့ပတ်သက်ပြီးဒီနေ့ပြလို့ဒီမှာပြောပြသွားမှာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှင်တော့မလုံခြုံဘူးလို့ပြောချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဆလောက်ကိုင်းတွေကိုကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်ခဲ့တဲ့အဲကျွန်တော်တို့ရဲ့ဘဏ်အောက်တွေက အစောပြောလို့သူတို့တွေကကိုယ့်ရဲ့ငွေမောက်ကိုတော့ဝင်ကြည့်လို့ရတဲ့အနေအထားမှာရှိနိုင်တယ်။ဘာလို့ခုလိုပြောရလဲဆိုလို့ရှိရင်ပြောပြလွန်ခဲ့တဲ့2021လောက်တုန်းကအဲကျွန်တော်ကားလက်မှတ်တစ်ခုဖြတ်ခဲ့တယ်ဘဏ်အကောင့်တစ်ခုကနေပြီးတော့ဖြတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် ဒီဘန်ကပုံမှာသူတို့ကအဲသူတို့အေဂျင့်ပုံစံမျိုးနဲ့တင်ထားပါဘောပြောချင်တာကအဲ့ဒီကားဒီကုမ္ပဏီတစ်ခုကနေပြီးတော့အဲ့ဒီဘန်ကပေါ်တင်ထားတာသူတို့ရဲ့ကားလမ်းမကိုဖြတ်ချင်လို့ချင်းဖုံးဆက်စရာမလိုတော့ဘောနော်ဒီဘန်ကောက်ထဲမှာတခါသေးသွားပြီးဖြတ်လို့ရတဲ့အနေအထားမျိုးကိုသူလုပ်ထားတယ်။အကယ်ကျွန်တော်ကသွားပြီးတော့ဖြတ်ခဲ့တယ်။ဖြတ်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ကခုံတစ်ခုံကိုတဘောမကျတဲ့အတွက်ကျွန်တော်နောက်တစ်နေ့မှစီးမယ်ဆိုပြီးတော့ဒီခုံကို cancel လုပ်လိုက်ပြီးပြန်ထွက်လာလိုက်တယ်။ပြန်ထွက်လာလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ ဒီသူတို့ယုံဟာတယောက်ကကျွန်တော်ဖုန်းလိုက်ဆက်တယ်အကိုရေးတဲ့အဆင့်တလောက်ကိုရောက်နေဘာဖြစ်လို့ပြန်ထွက်လာတာလဲဆိုပြီးမေးတယ်ပြီးတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကို तू ကဘယ်ရရလဲပြီးတော့ကျွန်တော်ဒီအဆင့်မှာရောက်နေပြီဆိုတော့ तू ကဘယ်လိုလုပ်သိရလဲပေါ့တေချာစဉ်းစားကြည့်လိုက်တော့ကျွန်တော်လုံးနေတဲ့ຢာတွေအားလုံးကသူ့ရဲ့ဒီပေါ့နော်မော်နီတာမှာအကုန်လုံးပေါ်နေတဲ့ဖြစ်ပုံရှိရပေါ့ဘာလို့လဲဆိုတော့အကယ်အဲ့လိုမပေါ်ခဲ့ရင်တော့ lot တစ်ခုခုကြံနေခဲ့လိမ့်မယ်ကျွန်တော်ပြောချင်တာကကျွန်တော်လှုပ်ရှားဖို့နေအားလုံးကိုအဲသူ့ရဲ့ဒီ ဆက်ခရမောအားလုံးနေရာမှတ်နေထားမှာရှိနေပါတယ်။ဒါကြောင့်မလို့အစိုးရပြောလို့ဒီလိုအေဂျင့်သေးသေးလေးပေါ့နော်ဒီကားကုမ္ပဏီသေးသေးလေးတစ်ခုကတောင်မှပဲသူတို့ရဲ့ဘဏ်အကောင့်တစ်ခုပေါ့ခုလိုမျိုးလာတင်ထားတာဟုတ်မှဒီလိုကြီးကွင်းနဲ့လော့တွေပြန်ပြီးခွင့်ပြုတယ်ဆိုလို့ရှိရင်ခုလို slot game နေလို့ပုံစံမျိုးငွေကိုပုံပြီးပေးနိုင်မဲ့ဒီ game ကုမ္ပဏီဆိုလို့ရှိရင်ဒီဘဏ်အေဂျင့်တွေကเออบลาวတော့မှာပဲ permission นี่ပေးလိုက်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะဒါကတော့ခင်ဗျားတို့ own knowledge နဲ့ကိုယ့်ဘာကိုစဉ်းစားသိရင်ね ဒါကြောင့်မလို့ဆိုတော့ပြောလို့အဲကိုယ့်ရဲ့ကောက်ထဲမှာရှိတဲ့ပတ်စံနေမပြောက်သွားခင်တောင်မှပဲအဲတေချာတကူကကိုဖုံထဲမှာရှိတယ်ပေါ့နော်ကိုယ့်ကောက်ထဲမှာရှိတဲ့ငွေမောက်တော့သူတို့ကြီးလို့ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့80ရာခိုင်နှုန်းတော့ထိထင်တယ်ပေါ့နော်ခင်ဗျားတို့ရဲ့အမြင်လေးကိုလည်းအောက်ကကွမတ်မှာ ရေးသွားပေးလို့ရတယ်ခင်ဗျားတို့စဉ်းစားကြည့်နော်ဆိုတော့ကားကုန်တွေသေးသေးလေးတစ်ခုဆိုတာက အဲပေါ့နော်တရက်တရက်ကိုသူတို့ကားထွက်တဲ့နော်ဥမာထားပါဆိုခုံ40ရှိရဆိုလို့ရှိရင်တေချာပေါ့အစီဘိုးပါညာကားဒရိုက်ဘာပါညာနှုတ်ပြီးပြီးဒီမှာသူတို့တွေအလုံးစုံကြံမယ်ဆိုလို့ရှိရင်သိအဲဘလောက်ကြံမလဲခင်ဗျာတွေ့ကြည့်လိုက်ပေါ့နော်အဲ့လိုတောင်မှပဲသူကဖုန်းနံပါတ်တွေပေးတယ်နော်ဖုန်းနံပါတ်တွေကိုကြည့်ဝင်ရအောင်လုပ်ပေးတယ်ပြီးတော့အဲအစ်စ်နေကိုသွားတဲ့အစ်စ်နေကိုလည်းအဲ့ဒီအေဂျင့်ကနေပြီးတော့အဲ့ဒီဘန်ပေါ့နော်အဲ့ဒီဘန်အကောင့်အေဂျင့်လေးတစ်ခုကနေပြီးတော့အဲ့ဒီပါမရှင်ပေးတယ် ဒါဆိုလို့ရှိရင်သူတို့အဲ့ဒီအေဂျင့်ကိုပေးနိုင်တဲ့ငွေအမောင်ကအစိုးရပြောလို့9သိန်းဆိုရင်ဒီလောက်ပေးရဆိုရင်သိန်း90ဆိုရင်ဘယ်လောက်ပေးမလဲလို့ဒီ game company တွေကကန့်လန့်လာခဲ့မှာဆိုရင်သူတို့ဘယ်လောက်ပေးနိုင်လဲပေါ့နော်။ဟိုဒါကအစိုးရပြောလို့ကျွန်တော်ရဲ့အတွေးကိုခင်ဗျားတို့ရဲ့အတွေးနဲ့ပေါင်းပြီးတော့အကောင်ဆုံးအဖြစ်တစ်ခုရအောင်ကွန်မတ်မှာရေးသွားကြပေါ့နော်။အစိုးရပြောလို့ကျွန်တော်ကတော့ကျွန်တော်ရဲ့အထင်ကိုပြောပြတာဒီတစ်ခု link တစ်ခုရလိုက်တာနဲ့ကျွန်တော်နောက်ကောင်တွေကိုအခုလိုမျိုးထပ်ပြီးစဉ်းစားလို့ရတယ်ဆိုတော့ပြောပြရပါတော့။ မြောက်နားလည်းမလားမသိဘူးကျွန်တော်ပြောချင်တာโอเคဒါဆိုလို့ရှိရင်ဆိုရပြောလို့အဲမလုံကြုံဘောเนาะမလုံကြုံအောင်မဆိုရပြောလို့ကျွန်တော်တို့ရဲ့ဘန်ကောက်ထဲမှာရှိတဲ့ပတ်စံတွေပျောက်သွားတာတော့မဟုတ်ဘူးကျွန်တော်တို့ထဲမှာရှိတဲ့ဘန်ထဲမှာရှိတဲ့ပတ်စံတွေကိုတို့ကြီးလို့ရအနေအထားမျိုးတော့ရနိုင်တယ်ဒါကြောင့်မလို့လေခမားရဲ့ဘန်ကောက်ထဲမှာပတ်စံရှိတဲ့အခါမျိုးဆိုလို့ရှိရင်စာတစားဝင်လာတာမျိုးတို့ဘောเนาะဒါကတော့ဆိုရပြောလို့ကိုပါကိုပဲကိုတိမှဖြစ်တယ်ဗျကဲโอเคဒါဆိုလို့ရှိရင်ဒီ slogan တွေကပဲကျွန်တော်တို့ရဲ့ဘန်ကောက်တွေကိုဒုက္ခပေးနေတယ်လား မဟုတ်ဘူးเนาะတခြားအရာတွေရှိသေးတယ်ဒီကောင်နေတဲ့ဆိုးတဲ့ကောင်ကဘာလဲဆိုတာဟက်ကာပေါ့เนาะဟက်ကာတွေကလည်းကျွန်တော်တို့ရဲ့ဘဏ်ကောင်ထဲမှာရှိတဲ့ငွေအမောင့်တွေကိုကြည့်နိုင်တယ်လို့သူတို့ရဲ့အထည်ကိုလည်းလွှဲနိုင်တယ်သူတို့ရဲ့အထည်ကိုမလွှဲရင်လည်းတခြားတရားတွေကိုလွှဲနိုင်တယ် ဒီဟာကာတွေကဆိုလာမဆိုလာဘယ်လိုလဲဆိုတာကိုကျွန်တော်အရင်ဗီဒီယိုမှာတော့ပြောခဲ့ပွဲเนาะအဲဒီနေ့ပြောချင်တာကဟာကာတိုင်းကလူစုမဟုတ်ပါဘူးပေါ့เนาะဟာကာတိုင်းကလူစုမဟုတ်ဘူးတချို့ဟာကာတွေကြတော့လေအအပြော်တဘောလေးနဲ့ဆိုတာပြောလို့အဘန်ထဲမှာ၃50ရှိရဆိုလို့ရှိရင်အတုံညာလေးတစ်လုံးဖြုတ်ထားတာမျိုးတို့ပြီးွားရင်ပြန်ထည့်တာမျိုးပေါ့เนาะအဲအဲ့လိုပုံစံမျိုးတွေကအမေရိကန်နိုင်ငံမှာတော့အရန်ကို Trump ဖြစ်တယ်ပေါ့เนาะကျွန်တော်နိုင်ငံမှာတော့ဆိုတာပြောလို့အ Facebook ကောက်ဟတ်တာတွေတခြားကောက်ဟတ်တာတွေလောက်ပဲရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းကတော့မလွယ်တော့ဘူးလို့တော့ကျွန်တော်သိရပေါ့เนาะ Facebook ကောက်ဟတ်တာတွေက အဒီနေ့မှာပြောချင်တာဆိုတော့ပြောလို့ဒီဟက်ကာတွေရန်ကားလဲဆိုတော့ပြောလို့အနည်းနဲ့များကာကွယ်လို့ရတာကဘာလဲဆိုလို့ရှိရင်အတွေ့ရမြလင့်ကိုမနှိမ့်မိစေဖို့ကအရန်ကိုအရေးကြီးပါတယ်ဆိုတော့ပြောလို့ကျွန်တော်တို့ကလင့်လင့်ကိုနှိမ့်လိုက်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့နောက်ွယ်မှာ download ဆိုတဲ့ option လေးနဲ့သွားနေတာခင်ဗျလင့်လင့်တစ်ခုနှိမ့်လိုက်လို့ site တစ်ခုတွေကိုရောက်သွားတယ်ဆိုပေမဲ့အဲ့ site တွေကိုမရောက်ခင်လည်နေတဲ့အဝိုင်းလေးကခင်ဗျဖုန်းထဲကို file လေးတစ်ခုကို down နေတဲ့အနေထားလေးပေါ့နော်ကျွန်တော်ပြောတော့မြင်မလားမသိဘူး အဲ့လိုမျိုးလေဖိုင်လေးတွေကို down နေပြီဆိုလို့ရှိရင်အဲ့ဖိုင်လေးခင်ဗျာဖုန်းထဲကိုရောက်သွားပြီဆိုလို့ရှိရင်တေချာဘောက်ကခင်ဗျာဖုန်းထဲမှာရှိတဲ့အရာတွေအားလုံးကို तू က access ရအောင်လုပ်လို့ရတဲ့နေရာမှာရှိတယ်။အဲ့လို virus ကလည်းနှမျိုးနှစားရှိရပါဘောနော်။ထဲထဲမှာရှိတဲ့ data တွေအားလုံးကို delete ဖြတ်ချလိုက်တဲ့ virus ရှိတယ်လို့အစိုးရပြောလို့ကျွန်တော်တို့ရဲ့ data တွေကိုအဲဟိုပို့ဒီပို့ပို့လို့ရတဲ့ virus တွေလည်းရှိတယ်။ပြီးတော့လူတယောက်လို control လုပ်နိုင်တဲ့ virus တွေလည်းရှိရပါဘောနော်။ virus ကတော့အမျိုးအစားအများကြီးရှိတယ်။အဲ့ဒါပြတဲ့တော့ quality ကောင်းရင်ကောင်းတယ်လို့ ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ data တွေကိုမှွေခြင်းလုံးမွေလူတယောက်လုံးနှောက်ချင်လို့နှောက်လို့ရနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အစောပြလို့တွေ့ကြရ link ကိုမနှိမ်မိဖို့အရေးကြီးတယ်အဲ့လို link တွေကဘယ်လိုနေရာတွေကများလဲဆိုရင် Telegram များမယ်အဲပြီးတော့ Telegram ပေါ့နော်အဓိကတော့ကျွန်တော်နိုင်ငံမှာတွင်တွင်ကြဲကြဲနဲ့တော်တော်များများသုံးလာတာက Telegram ပေါ့နော်အဲ Telegram မှာဆိုလို့ရှိရင်အဲဇက်ကားကြည့်ရင် link တွေကို join မှာဆိုတာတွေကိုယူဆိုင်နော်အဲဒီကောင်တွေကအများစုပါတတ်ပါတယ်ဆိုတော့ပြောလို့အဲဒီကောင်တွေကကြတော့ hacker တွေဖြစ်တာဖြစ်တဲ့အတွက် ခမရဲ့ဖုန်းတလုံးလုံးကိုအဆက်ရသွားပြီဆိုလို့ရှိရင်တော့သူတို့လုတ်ချင်တာလုတ်ပါအဲ့ဒါဖြစ်တဲ့အတွက်ငွေအမောင်းဘလောက်ပါညာကြည့်မှာမဟုတ်ဘူးเนาะဒါကတော့ခမရဲ့ဂေးဆိုင်မှုနဲ့ဆိုင်တယ်ဒါဆိုလို့ရှိရင်ဒီအစောပြောလို့ဒီပေါ့เนาะကျွန်တော်ရဲ့ဘန်ကောက်တွေမပါသွားအောင်အဲဒီဟာကတွေရဘလောက်ကွေရမလဲဘာညာကိုလဲကျွန်တော်ရဲ့ဒီဗီဒီယိုဒီမှာသွားကြည့်လို့ရတယ်ခမရဲ့တွေလုံးဝအသေးစိတ်နဲ့ရှင်းလင်းလင်းလင်းပြောပြထားတယ်ဒီဗီဒီယိုကရှေ့သွားမှာဆိုလို့အဲ့ဗီဒီယိုလေးကိုတွားကြည့်လိုက်ပါတော့။မှန်တမ်းပြောရမှာဆိုလို့ရှိရင်ဒီဗီဒီယိုကခင်ဗျားတို့အတွက်တော်တော်လေးကို ဘူးဒုရရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီအကြောင်းအရာတွေကကျွန်တော်ရဲ့ကိုတွေးတွေရောပြီးတော့ကျွန်တော်လေးလာမှုတွေအားလုံးရောအစူးစီးတင်ဆက်တာဖြစ်တဲ့အတွက်ခမရောက်တော့တော်တော်လေးကိုတန်ဖိုးရှိလိမ့်မယ်လို့ကျွန်တော်ထင်မိတယ်ဗောနော်။ဒါကြောင့်မလို့အဒီဗီဒီယိုလေးကိုလည်းကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့ sharing လုပ်ပိုင်ခွင့်ရှိပါတယ်။ကျွန်တော်လွယ်လပ်စွာ sharing လုပ်ပိုင်ခွင့်ပြုရယ်ဗောနော်။ဆလောက်ခိုင်းနေကိုမဆော့တော့နဲ့နော်။ဆော့ရင်ရှုံးမှာ။ရှုံးရင်မွဲမှာ။မွဲရင်ဘဝပြတ်မှာ။ဘဝပြတ်ပြီးသွားရင်တော့ပြန်ထဖို့မလွယ်တော့ဘူးနော်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲ။ နောက်တစ်ပတ်ရတော့ကြနေည8:00နာရီမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့ Modern Techno ပါခင်ဗျားတို့တင်ဆက်ခြင်းတဲ့ဗီဒီယိုလေးတွေကိုလည်းအောက်က comment မှာရေးသွားပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်